ပါလီစောပါဒီကနေ့ဇွန်လ17ရက်နေ့နရီစီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာစစ်ကောင်စီတပ်ကအကြအဆုံအများအပြားနဲ့အမှတ်32ရေတပ်ရင်းကိုစုခွာထွက်ပြေးနေကြတဲ့ဆိုတဲ့သတင်း။ရခိုင်ကလွမြောက်မျိုးနဲ့စက်တခုမှာနှုံးပါတဲ့ចောင်းသားចောင်းသူတွေအတွက်အခမဲ့ပညာရေးစင်တာတွေဖွင့်လှစ်မယ်ဆိုတဲ့သတင်းနဲ့ မောင်တော်မှာအစ္စလမ်ဘာသာဝင်တွေရဲ့ကူဘာနီအင်းနေပွဲတော်ကို၃ရက်တိုင်းစီကားတိုက်မြိုက်စွာကျင်းပခဲ့တယ်ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်စစ်မြေပြင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအကြအဆုံအများအပြားနဲ့သူတို့ရဲ့ခံစစ်တရှိရာအမှတ်32ရေးတပ်ရင်းကိုဆုတ်ခွာထွက်ပြေးနေကြတယ်လို့ဒေသရင်းစစ်ရေးတရင်ရင်းမြစ်တွေကပြောကြပါဗျ။ ရဲတပ်ရင်းဝမ်ကျင်ကနေကြီးရည်လေးတုံးပြီးအေအေကိုတိုက်ခိုက်နေတာဖြစ်ပြီးအေအေကပြန်လေထိုးစစ်ဆင်တိုက်ခိုက်တော့စစ်ကောင်စီဘက်ကအကြဆုံများပြီးရဲတပ်ရင်းအထဲကိုဝင်ပြေးသွားတာဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီကကြီးရည်လေးတုံးမျိုးနဲ့အစွန်ကုန်ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့အေအေရဲ့တံပြန်ထိုးစစ်ကိုမခုခံနိုင်ပဲအခုလိုတက်ဆုတ်ထွက်ပြေးနေရတာဖြစ်တယ်လို့လေဒေသရင်းစစ်ရေးတရင်ရင်းမြစ်တွေကပြောကြပါတယ်အဓိက drone နဲ့လေကြောင်းကိုအသုံးပြုပြီးစစ်တပ်ဘက်ကတိုက်ခိုက်နေတာဖြစ်ကား မိုးရွာတဲ့အခါလှိုင်းကြည့်ရင်တော့နေပြည်တော်ကပြစ်ကူပေးလို့မရဘူးလို့ဆိုပါတယ်စစ်ကောင်စီရဲ့အမှတ်32ရေတက်ရင်မှနှစ်ဖက်အပြန်အလှန်စီရေးတင်းမာနေပြီးမကြခင်အေးအေးလက်ထဲကိုကြာရောက်သွားနိုင်တယ်လို့လည်းစီရေးလေးလာသုံးသက်သူတွေကခံမှန်းထားကြပါရဲ့ရှင်ရခိုင်ပြည်ကအာရခတက်တော်အေးအေးထိန်းချုပ်ထားတဲ့လွမြောက်မြို့နယ်တွေအထက်ကမြို့နယ်၁၁ခုမှာနှုံးပါတဲ့ចောင်းသားចောင်းသူတွေအတွက်ရည်ရွယ်ပြီးတန်ခိုးဆရာထွန်းအခမဲ့ပညာရေးစင်တာအမည်နဲ့ ညာရေးစင်တာတွေကိုစတင်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ဖွင့်လှစ်သွားမယ်မြို့နယ်တွေကတော့ပုံနာကျွန်ကြောက်တော်ပေါက်တော်နဲ့ရသေးတောင်ဘူသီတောင်မောင်တော်တန်တွဲအန်တောင်ကုတ်ကြောက်ဖြူနဲ့ကွာစားတဲ့မြို့နယ်တွေမှာဖြစ်ပါတယ်။အဲ့ဒီအထက်ကပုံနာကျွန်ကြောက်တော်ပေါက်တော်နဲ့ရသေးတော်စားတဲ့မြို့နယ်လေးခုမှာအခုဇွန်လလလေပိုင်းကစတင်ကဖွင့်လှစ်သွားမှာဖြစ်ပြီးကြံတဲ့မြို့နယ်6ခုမှာလည်းဆက်လက်ဖွင့်လှစ်သွားမယ်လို့သိရပါဗျ။ ရခိုင်လွတ်မြောက်နေမြေတွေမှာရှိတဲ့စေဘေးရှောင်းနဲ့ဒေသခံအပေါင်းနဲ့အရွယ်ကလေးငယ်တွေဟာငွေကြေးမတက်နိုင်တဲ့အတွက်ကြောင့်ပညာမသင်ကြရခြင်းကနေကင်းဝေးစေဖို့အဓိကရည်ရွယ်ပြီးဖွင့်လှစ်ပေးဖို့စီစဉ်ရတာဖြစ်တယ်လို့တန်ခိုးဆရာထွန်အခမဲ့ပညာရေးစင်တာရဲ့ပြန်ကြားရေးတာဝန်ခံကနရိန်ဆရာကိုပြောပါရယ်အဲ့ဒီပညာရေးစင်တာတွေမှာမူလာတဲ့နဲ့အလေတန်းတွေဖြစ်ကြတဲ့ KG ကနေ Grade 8အထိ ကျောင်းသားကျောင်းသူတွေကိုပဲလက်ခံတင် जा ပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့အထက်တန်းကျောင်းသားကျောင်းသူတွေအတွက်ကိုတော့ကျောင်းဖွင့်လှစ်ပေးတာမျိုးတွေလုပ်ပေးမှာမဟုတ်ဘဲအခြေအနေပေါ်မူတည်ပြီးတင် जा ပေးနိုင်ဖို့အတွက်ဆရာဆရာမတွေနဲ့ဝိုင်းဝန်းတိုင်ပင်သွားဖို့အတွက်စီစဉ်ထားတယ်လို့လည်းအဲ့ဒီပညာရေးစင်တာကဆိုပါရရှင်။အစ္စလမ်ဘာသာဝင်တွေရဲ့အရေးကြီးတဲ့ကူရ်ဘာနီအနစ်ပွဲတော်ကိုဇွန်လ9ရက်နေ့ကနေ9ရက်နေ့အထိ စီကတန့်ညိုက်စွာကျင်းပခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။ကိုရဘာနီအစ်ပွဲ၃ရက်ကိုအီအီလက်ထက်မှာလွတ်လပ်စွာကျင်းပနိုင်ခဲ့ကြပြီးကြောက်ပန်းမှုပင်လေကန်းကျင်းတဲ့တခြားပြောစရာနေရာတွေကို သွားရောက်ပြပခွင့်တွေလည်းရရှိခဲ့ကြတယ်လို့မောင်တော်ဒေသခံမွတ်စလင်လူကြီးတယောက်ကပြောပါတယ်။မောင်တော်ဒေသကကိုရဘာနီအစ်နေပွဲတော်တွေမှာအရက်ခပြည်သူဒေါ်လန်ရေးအစိုးရကဒေသခံမွတ်စလင်ပြည်သူတွေအတွက် နွားကောင်ကြီး90လောက်လှူဒန်းခဲ့တယ်လို့လဲဒေသခံမွတ်စလင်တွေစီကနေသိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့တော်လန်ရေးတပ်ဖွဲ့တွေစီပြစ်ချခံလိုက်ရတဲ့တိုက်လေရင်ဟာဆက်ရွှွင်ရင်းနဲ့အတွက်ကြောင့်ပြတ်ကျသွားတာဖြစ်တယ်လို့စစ်ကောင်စီကမနေ့ကညနေပိုင်းမှာလိမ့်လေထုတ်ပြန်လိုက်ပါတယ် အဲ့ဒီတိုက်လိရင်ဟာဇွန်လ၁၀ရက်နေ့မွန်းလ၁၂နာရီ၁၅မိနစ်လောက်မှာစကိုင်းတိုင်းပလဲမြို့နယ်မင်းတိုင်ပင်ကြီးရွာရဲ့အရှေ့ဘက်မီတာ၂၀၀၀လောက်အကွာစပစစ်ကြီးရွာအနီးမှာရုတ်တရက်ဆက်ရှူရင်းမှုဖြစ်ပွားခဲ့ကမြေပြင်ကိုပြတ်ကျခဲ့ပြီးတော့မိလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်အမှန်တကယ်မှာအဲ့ဒီတိုက်လိရင်ဟာပလဲမြို့နယ်ကန်းထောက်ရဲစခန်းသိမ်းတိုက်ပွဲအတွင်းပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ပြစ်ချခြင်းကိုခံခဲ့ရတဲ့အတွက်ကြောင့်မိလောက်ပြတ်ကျသွားခဲ့ရတာဖြစ်တယ်လို့ PLA ကရုပ်သံတွင်ဓာတ်ပုံတွင်နဲ့တကွဝေဝေဆဆထုတ်ပြန်ထားခဲ့တာဖြစ်ပါရဲ့ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဩစတြေးလျနိုင်ငံကစာသင်ကျောင်းတစ်ခုမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတနက်သမအပါအဝင်ဆေးရောက်သေဆုံးသွားခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြကြပါရဲ့။ ဩစတြေးလျနိုင်ငံအရှိတောင်ဘက်မှာရှိတဲ့ Grace မြို့ကကြောင်းတကြောင်းမှာဇွန်လ10ရက်နေ့ကတနက်သမားဟာလူ၉ယောက်ကိုပြစ်တက်ပြီးတော့ကိုကိုကိုအဆုံးစီရင်သွားတယ်လို့ရဲတပ်ဖွဲ့ကပြောဆိုထားတာဖြစ်ပါတယ်။သေဆုံးသွားသူတွေအထဲမှာ9ယောက်ဟာကြောင်းသားတွေဖြစ်ပြီးတရားရရှိခဲ့တဲ့28ယောက်ကိုလည်းဆေးရုံတင်ထားရတယ်လို့သတင်းတွေမှာဆိုပါတယ်။တနက်သမားဟာအသက်22နှစ်အရွယ်ဖြစ်ပြီးကျောင်းအင်တာအထဲမှာသူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။သူဟာ ကြည်ကျောင်းကကျောင်းသားဟောင်းတယောက်ဖြစ်ပြီးတနက်နှစ်လက်ကိုအသုံးပြုခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ Grass မြို့တော်ဝန် Elki Kha ကဒီကိစ္စဟာတမျိုးလုံးအတွက်ဆိုးဝါးလာတဲ့ကြည်ကွေးစရာဖြစ်ရဲ့ကြီးလို့ပြောကြားခဲ့ပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narisia ရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။